မန်ကုန်းမြို့နယ်မီးလောင်ကျွမ်းမှုမှာလူတအုပ်သေဆုံးခဲ့ပြီးကြက်သိန်း200ကျော်ပျက်စီးဆုံးရှုံးခဲ့ပါတယ်ဟင်ကိုကသတင်းပေးပို့ထားပါရရှင်မန်ကုန်းမြို့နယ်ချောက်ကဇီယာခေမာလမ်းမှာဖေဖော်ဝါရီလ2ရက်နေ့ည9:00နာရီခွဲအချိန်က level 3ဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါမီးလောင်ကျွမ်းမှုကို10:00နာရီခွဲမှာမီးထိန်းနိုင်ခဲ့ပေမဲ့မီးလောင်ကျွမ်းမှုကြောင့်ပြည်နယ်အိမ်ပေါင်း29လုံးလောင်ကျန်းခဲ့ပြီးပျက်စီးသွားတဲ့အိမ်တွေမှာ128သိန်းကျော်ပေါ်မီးလောင်ကျန်းခဲ့တယ်လို့အတွင်းပစ္စည်းကြက်သိန်း200ကျော်ပျက်စီးခဲ့တယ်လို့သိရပါတယ်မီးတက်ကောင်ပေါင်း68စီးပါ ဒီတရင်က3စီးနောက်တစ်ခါပိုကဲမှုရင်5စီးမိခရင်3စီးနောက်ခုပြင်ရင်4စီးဒီတဆက်ရင်3စီးဝင်တတ်တယ်ညတော့အင်အားဆိုလို့ရှိရင်တန်တီအင်အား200ကျော်ပေါ့အင်အားအင်အား80ကျော်နော်ဝင်တတ်တယ်อืมแกเซสกันอุ้ยอยู่ที่แล้วล่ะเออบ่ลงโดเน่ลงเซ่ยี่ออกวันนี้แล้วล่ะ ဒါပြီးတော့ဟိုကဲဆဲစကန်နှစ်ခုဖွင့်တယ်။ဟုတ်ကြအာကဏ္ဍလေးမှာဖွင့်တာလို့ကျွန်တော်တို့ဒီအဲ့ဒီနှစ်နေရပေါ့ဒီရက်ွက်တမရနှစ်နေရတနအိကြလောင်ကျွမ်းခဲ့တဲ့ဒီမီလောင်မှာအသက်85နှစ်အရွယ်အောက်ပိုင်းတည်နေတဲ့အဖို့တူတည်ဆုံးခဲ့ပါတယ်။ဒါအပြင်နှလုံးရောဂါတဲ့တူကိုအရေးပေါ်ဆေးရုံပို့ကုသပေးခဲ့ရပြီးမိငိမ့်တက်ပြီးတဲ့ရက်ွက်နေပြည်သူနှစ်ဦးကိုတော့ရှေးဦးသူနာပြုံနှုတ်နဲ့ကုသပေးခဲ့ရတယ်လို့ဆိုပါတယ်။ ဟုတ်ကဲ့မီလာမူကကျွန်တော်တို့အချိန်တိုအတွင်းမှာနေပေါ့နော်လေလဲတိုက်တာလည်းပါတော့ကုဆတ်နှုံလည်းမြန်သွားတယ်ဒါပေမဲ့မီသက်တက်ဖွဲ့ရလည်းဒီမြန်ကောင်းပြုတ်နေမီသက်တက်ဖွဲ့ရောဒီမှာမီသက်တက်ဖွဲ့ဌာနချုပ်ကအခုနီးတော့မီသက်ကလည်း level 3မီသက်ရင်အုပ်စုချက်ကွာနှိမ့်သက်တဲ့အစီကိုမီသက်ရင်အများကြီးနဲ့လာနှိမ့်သက်တယ်နောက်ကျွန်တော်တို့နိုင်ကူညီမှုတင်ရန်ကုန်ကရေတဲရင်နောက်ကျွန်တော်တို့အေးဘော်ကေစိန်းတွေနောက်ပုံပြတဲ့ S2 တင်ရေတဲရင်တွေပါလာပြီးနှိမ့်တဲ့အတွက် ချိန်လေးမကြပါဘူးကျွန်တော်တို့55မိနစ်ဝင်းကျင်လောက်မှာပဲမီးကိုထိနိုင်ခဲ့တယ်နောက်မီးလည်းငြိမ်းသွားပါတယ်အဲ့တော့ကယ်ဆယ်ရေးမှာလည်းဟိုတူဦးသိဆုံးတာတော့ဝမ်းနဲ့ဆရာပါတော့နောက်တခြားသောဟိုထိခဲ့တဲ့အရာရှိမှုအနေငယ်တို့တော့ကျွန်တော်တို့ဒီကနေပြီးတော့ကုညီပြီးတော့ကယ်ဆယ်မှုတွေကိုကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျဟိုကျွန်တော်တို့ပြောချင်တာတော့ဟိုအထက်နိုင်ဆုံးတော့မီးပင်းနဲ့ပတ်သက်ပြီးသတိပြုကြပါတကယ်ဖြစ်တဲ့အခါမှာအင်ကြီးလဲဆုံးရှုံးရတဲ့အတက်ပြဆုံးရှုံးရတဲ့အခါကျတော့ကျွန်တော်ကယ်ဆယ်ရတဲ့လူတွေနေလည်းများစွာစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့မိလောင်မှုတွေနဲလာနေတယ်ကျွန်တော်တို့ကယ်ဆယ်ရတဲ့လူတွေအလုံနဲလေတယ်ကျွန်တော်တို့တိုင်းပြည်တိုးတက်နေလေပါပဲခင်ဗျဟုတ်မြန်ကုန်မြို့နယ်တော့ပါဖြစ်ပွားခဲ့တဲ့ လေဘတရီစင်မီလောင်ကြံမှုမှာပိတက်ကားပေါင်း48စီးရေတံရင်3စီးနဲ့ကိုကဲမှုရင်9စီးမိဖက်ရင်3စီးအထောက်ကူပြုရင်4စီးနဲ့စက်တက်မီတက်ရင်2စီးမီငိမ့်တက်ခဲ့ရတာပါမီတက်အင်အား200ကျော်နဲ့အရန်အင်အား80ကျော်ပါဝင်မီငိမ့်တက်ပေးခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟိန်ကိုပါ